Good day to my fellow students. My name is Modujo. I'm here to discuss the Unit 7 Grammar Verbal Cause and Effect. Unit 7 Grammar မှာဆိုလို့ရှိရင်သူက cause and effect ကိုပြတဲ့နေရာမှာသုံးတဲ့ verb လေးအကြောင်းကိုပြောပြထားတယ် ့အရင်ဆုံးဆိုလို့ရှိရင်သူက verb of cause and effect မှာပထမဦးဆုံးအနေနဲ့ cause ရယ် lead to ရယ် result in ရယ် bring about ရယ်ဆိုပြီးတော့မှ family လေးခုကြောင်းကိုစပြီးတော့မှသူကဆွေးနွေးထားတယ်ပေါ့လေ။ဒါအရင်ဆုံးဒီစာပိုင်ကလေးကတော့ဒါရှေ့ကဆရာ reading မှာဖတ်ပြခဲ့တဲ့စာပိုင်ကလေးပါပဲ။ဆိုတော့ဒီမှာဒီကောင်းထုတ်ချက်လေးဒီစာပိုင်လေးမှာ cause တို့ lead to တို့ result in တို့ bring about တို့ကိုဘယ်လိုပုံစံလေးနဲ့တုံထားလဲဆိုလို့ဆရာတို့အရင်လေ့လာကြည့်အောင် air pollution လေကြီးညံမှုတွေက can also be caused caught ဆိုတာလေးကိုဆရာတို့စပြီးတော့မှတွေ့ရပြီ caught ဆိုတဲ့စလုံးလေးကိုစပြီးတော့တွေ့ရပြီဆိုတော့ဆရာတို့ဒါလေးခဏကြည့်လိုက်မယ် caused အဒီ caused ဆိုတဲ့စလုံးလေးကိုသူကတုံးထားတာဒီဘာအနေနဲ့တုံးထားလဲဆိုလို့ရှိရင်အကြောင်းပြချက်နေနဲ့တုံးထားတာကိုဆရာတို့စပြီးတော့တွေ့ရတယ်ဘာအကြောင်းကိုပြတာလဲဘာဖြစ်ရတဲ့အကြောင်းကိုပြတာလဲဆိုတော့ဆရာတို့ကပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ shape က air pollution ဒီ air pollution ကဘာကြောင့်ဖြစ်ရလဲဆိုတော့အကြောင်းကိုပြရတယ်နော်ဒီ air pollution ရဲ့ cause ပေါ့အဲ air pollution ရဲ့ cause ကဘာလဲဆိုတော့ answer ကိုဆေးဥပမာစပြီးတွေ့ရတယ်ဆိုတော့ natural events တဘာဝကြောင့်ဖြစ်ရတယ်ဖြစ်ရတယ်ဆိုပြီးတော့မှ air pollution ရဲ့ cause ကိုသူကဒီမှာလာပြီးတော့ပြထားတာအဲ့တော့ cause ဆိုတဲ့စာလုံးကိုတုံးထားတာဒီပထမအဦးဆုံးအနေနဲ့အကြောင်းအရာတစ်ခုဘာလို့ဖြစ်ရလဲ ဒါကိုပြောထားတယ်။အဲ့တော့ဘဲအကြောင်းအရာအကြောင်းပြောနေလဲဆရာတို့သိကြတယ်။သူ့ရဲ့ဒီ call ဆိုတဲ့ verb ရဲ့ subject ကိုသိကြတယ်ဆိုတော့အရှိကိုသွားပြီးတော့ကြည့်လိုက်တယ်။ဘာရဲ့ cause လဲ။ air pollution ဖြစ်ရတဲ့အကြောင်းရင်းအဲ့ဒီ air pollution ကဘာကြောင့်ဖြစ်ရလဲဆိုတာကျတော့ဆရာတို့ object မှာသွားပြီးတော့ကြည့်လိုက်တယ်။ natural effects တချို့သောသဘာဝဖြစ်ရတဲ့အကြောင်းမလို့လေထုညဉ့်ညံ့မှုဖြစ်ရတယ်။ပြီးတော့သူကတော့ဒါ case ကိုဆက်ပြီးတော့ဖြည့်ပြီးတော့ပြောတာပေါ့လေ such as wildfires volcanic eruptions တော်မီလောင်နာတို့ ပြီးတောင်ပောက်ကွဲတာစသဖြင့်ဒီလိုမျိုးသဘာဝအကြောင်းတရားဟိချောင်းမလို့လီဒီနေညံမှုဖြစ်ရတယ်။ဆိုတော့ဒီနေရာမှာ cost ဆိုတဲ့စလုံးဒီ effect ထက်စာလို့ရှင်တော့ cost ပေါ့။ပြီးပေါ့သူစလုံးကလည်း cost ဖြစ်နေအကြောင်းပြချက်ကို reason ကိုပြောထားတာဖြစ်တယ်ပေါ့နော်။ reason ကြောင့်မလို့ဘာဆက်ဖြစ်လဲဆိုတာထက်ကိုသူကအဓိကတော့ဖြစ်ရတဲ့အကြောင်းတရားဖြစ်ရတဲ့ reason ကိုပေးတဲ့စလုံးလေးနဲ့ဆရာတို့သတ်မှတ်လို့ရတယ်။ဆက်ပြီးတော့ကြည့်အောင် All these sources of air pollution လလိုမျိုးလေရုညံမှုတွေအားလုံးဒီ resident နောက်ထပ်စလုံးတစ်လုံးဆက်ပြီးတွေ့ရပြီ resident resident ဆိုတာကနော်အကျိုးတက်ရောက်မှုရှိတာဘာတက်ရောက်မှုရှိလဲဆိုလို့ရှိရင် a rise in the amount of greenhouse gases greenhouse gas တွေများလာတာအဲ result ကဘာ result လဲ greenhouse gas တွေများလာတဲ့ result ဖြစ်ရတာဟောအဲ result in the ဆရာတို့က cost ကိုပြားထပ်စားလို့ရှိရင်အဲ့ဒီရှေ့ကပြခဲ့တဲ့အကြောင်းတရားတစ်ခုကြောင့်နောက်မှာပါဆက်ဖြစ်လဲဆိုတော့တုံးတဲ့ effect ကိုပြတဲ့စလုံးဖြစ်နေဆရာတို့သတ်မှတ်လို့ရသွားတယ်အဲ့ဒီမှာတစ်ခုထူကြတာတော့ဒီလိုတွေးလိမ့်မယ် cause and effect ကိုတုံးတဲ့ verb တွေဒီတုံးပုံတုံးနည်းกว่าတယ်တုံးရတဲ့နေရာချင်းกว่าတယ်တုံးရတဲ့ရည်ရွယ်ချက်ချင်းလည်းกว่าတယ်ပထမအဦးဆုံး cause ကိုပြတဲ့ verb ကိုဆရာတို့ဘာအနေနဲ့တွေးရလဲဆိုလို့ရှိရင် ် subject မှာသူ့ရဲ့ main point ကိုပြတယ် object မှာအဲ့ဒီ main point ဖြစ်ရတဲ့ reason ကိုသူပေး effort အကြောင်းပြောတဲ့စလုံးကြတော့ဆရာတို့ subject ကိုပြန်ကြည့်စရာမလိုတော့ဘူး subject ဒီရှေ့ရာစာကြောင်းဖြစ်ပြီးသားသူ့ရဲ့ဒီ effort ဖြစ်လာတဲ့အကြောင်းတရားတွေရှေ့မှာပါပြီးသား तू ကရှင်းရှင်းလေးပဲနောက်ဆုံး result ကပါလေ तू ပြောတဲ့တစ်ချက်ပဲပြောတယ် course ကြောင်းပြတဲ့ verb တွေဒီဆရာတို့နှစ်ချက်ကြည့်လို့ရတယ်ဘာအကြောင်းတရားဖြစ်တာလဲဘာအကြောင်းဖြစ်တာလဲ ။ result ပြတဲ့စလုံးတွေကတော့ဘာဆက်ဖြစ်လဲဆိုတဲ့အချက်တစ်ချက်တည်းကိုပဲသူပြောနိုင်တယ်။ဒါလေးခွဲပြီးတော့မှတ်ထားပေးမယ်။ဆက်ပြီးတော့ကြည့်အောင် this leads to ဟော leads to ဆိုတာလေးလေဆရာတို့တို့ပေးထားတဲ့ထဲမှာပါတော့ခဏလေးသူ့ရဲ့အခြေအနေလေးကိုကြည့်ကြည့်အောင် an increase in global temperature ကဘာအပူချိန်ညင်လာစေတယ်ဆိုတော့ leads to ဒီလဲပဲသူကပြနိုင်တဲ့အရာတစ်ခုပဲရှိတယ် သူပြနိုင်တဲ့ effect ပဲပြနိုင်တယ်။ရှေ့ကအဲ့ဒီ effect မလာခင်အဲ့ဒီ effect ဘာကြောင့်ဖြစ်ရလဲဆိုတဲ့နေရာမှာသူဘာမှပြောနိုင်တာမရှိဘူး။ This ဆိုပြီးတော့မှ ရှေ့ကစာချောင်းကိုပြန်ညွှန်းတာ။အာဒီမှာဒုတိယတစ်ခုသတိထားစရာရှိတယ်။ effect အကြောင်းပြောတဲ့ verb တွေ effect အကြောင်းပြောတဲ့ sentence တွေဒီရှေ့မှာ cause အကြောင်းပြောတဲ့ sentence မပါဘဲနဲ့ဆရာလုံးဝတုံ့မမရအောင်။ဘာလို့ဆို effect ဆိုတာဒီကိစ္စတစ်ခုကြောင့်ဖြစ်တာ။ cost အကြောင်းပြောတဲ့ sentence ကတော့ဘယ်နေရာမှာရေးရေးဘလို့ရေးပြဿနာမရှိပေမဲ့ effect အကြောင်းရေးတဲ့ sentence ရှိရ cost ကို ပြင်ညွှန်းရတာဖြစ်တော့တယ်ကြောင့်မှာဆိုလို့ရှင်လေ this ဆိုပြီးတော့မှရှိရ cost ကိုပြင်ညွှန်းတာဒီမှာဆိုရင်လည်းပဲခုနက result in တုံးတော့လည်းပဲ all the sources of air pollution ဆိုပြီးတော့မှရှိရစာကြောင်းသူပြင်ညွှန်းတာအဲ့တော့ရှိရစာကြောင်းကိုပြင်ညွှန်းပြီးမှတုံးအောင်ဖြစ်တော့တယ်ကြောင့်မလို့ effect အကြောင်းပြောတဲ့ sentence တွေဒီသူကြီးပဲတုံးလို့မရဘူး share cost ပါမှာတုံးလို့ရမယ်ဆိုတာလေးမှတ်ထားပြီးပါ list to the level effect အကြောင်းပြောတဲ့ fat ဖြစ်တဲ့အခါကျတော့သူပြောနေတာတစ်ချက်ပဲရှိတယ် an increase global temperature ကဘာပူခြင်းညင်မာလာစေတယ်သူပြောနေတာတစ်ချက်ပဲရှိဆက်ဆက်ကြည့်အောင် which brings about ဟော bring about ဆိုတဲ့ verb ဆက်လို့ထပ်ပြီးတော့တွေ့ပြန်ပြီအဲ bring about bring about ဆိုတာကတူဒီ cost ကိုပြောလား effect ကိုပြောလားဆိုတော့ many environmental problems တဲ့တဘာပဝင်ခြင်းပြဿနာတွေဖြစ်စေတယ်ဆိုသူဒီလဲပဲ effect ကိုပြတာပဲအဲ့ဒါကြောင့်မလို့သူ့ကြီးပဲတုံးနေကြတော့ရှေ့ကနေ which ဆိုပြီးတော့မှ ရှေ့စာကြောင်းရှေ့ကနေ which ဆိုပြီးတော့မှရှေ့စာကြောင်းကိုပြန်ပြီးတော့ညှိုးပြန်နေဒါလေးတည်ထားပြီးမယ် many environmental problems တဘာပဝင်ခြင်းဆိုင်ရာပြဿနာတွေဖြစ်စေတယ် such as floods acid rain ozone depletion ဒါတွေရရှိမှဆရာပြောခဲ့ပြီးပြီ ဆိုတော့ဒီမှာ cause and effect ပြန်ပြီးတော့ခွဲရမယ်ဆိုလို့ရှိရင် cause တစ်ခုရဲ့ဒါ cause အကြောင်းပြောတဲ့ verb ဖြစ်နေတာတွေ့ရတယ်။ကြံတဲ့သုံးလုံးဖြစ်တဲ့ lead to တို့ result in တို့ bring about တို့ဒီ effect အကြောင်းပြောတဲ့ verb တွေဆိုတာကိုနားလည်ထားရမယ်။အဲဒီ verb တွေသုံးတဲ့အခါမှာရှေ့ကအကြောင်းတရားမပါဘဲနဲ့သုံးလို့မရဘူး။တနည်းပြောရမယ်ဆိုရင်ရှေ့ကနေပြီးတော့မှပြန်ညှိုးတဲ့ reference မပါဘဲနဲ့သုံးလို့မရဘူးဆိုတာလေးကိုသတိထားရမယ်။ ဒီမှာဆိုလို့ရှိရင်လည်းသူကရှင်းတော်ရှင်းပြထားပါတယ် the verb cause lead to result and bring about ဒီ၄ခုသည် show cause and effect cause and effect ကိုပြလိုက်တာ how one event or action trigger an outcome သူက chain လိုက်တစ်စင်းတစ်စင်းတုံသွားတယ်ပထမအဆုံး cause စာကြောင်းလာတယ်ပြီးရင် effect စာကြောင်းလာတယ် first effect ကြောင်း second effect ဖြစ်တယ် first effect နဲ့ second effect နဲ့ကြောင်းဘလို့ third effect ဆက်ပြီးတော့ဖြစ်တယ်ဆိုပြီး chain လိုက်တုံထားတာဖြစ်တယ် a cause is something that produces an event or condition cause ဆိုတာဖြစ်ရတခုခုဖြစ်ပါစေအခြေအနေတခုခုဖြစ်ပါစေဖြစ်စေတဲ့အကြောင်းအရာကို cause လို့ခေါ်တယ် a cause တခုရပြီဆိုတာ ਨੇ effect ကို chain လိုက်ဆက်ပြီးတော့တုံလို့ရတယ်သို့တော့ cause မပါဘဲနဲ့ effect ကိုတုံလို့မရဘူးသူပြောချင်တာဒါကိုပြောချင်တာ effect is what result from an event or condition effect ဆိုတာဖြစ်ရတခု condition တခုကြောင့်မှဆက်ပြီးတော့ဆက်ပြီးတော့ဖြစ်ကြတာဆိုတော့ shape က cost မှာပါပဲနဲ့လုံးဝသုံးလို့မရ example လေးကိုကြည့်လိုက် air pollution can also be caused by natural events such as wildfires and volcanic eruptions အဲဒီနေရာမှာ cost ဆိုတဲ့စလုံးဒီပထမဆုံး cost ကိုပြတယ်အဲ့တော့သူ့ရဲ့ cost ကပါလဲ cost ရဲ့အကြောင်းတရားကဘာလဲဆိုတော့သိချင်းဆိုတော့နောက်ကိုကြည့်ဘာရဲ့ cost လဲသိချင်း air pollution ပေါ့ air pollution ဖြစ်ရတဲ့ cost ပေါ့ဖြစ်ရတဲ့ reason ကိုသိချင်းကြဆိုတော့နောက်ကိုပြန်ပြီးတော့ကြည့်လိုက်တာ အဲ့တော့သူ့ရဲ့ cause ကပါလဲ natural events such as wildfire and volcanic eruption သူ့ကြောင့်ဖြစ်ကြတာဘာဖြစ်ရလဲ evolution ဖြစ်ကြတယ်ဒါပဲနော်ဒါလေးနားလည်လို့ရှိရင်ဆက်လို့ဆက်ပြီးတော့သွားပါမယ် identify the cause and effect in the following sentences အောက်ကစာကြောင်းနေမှာဘယ်ဟာ cause လဲဘယ်က effect လဲပြန်ပြီးတော့မှရှာပေးရအောင်နံပါတ်1မှာဆိုလို့ရှိရင် the severe cyclonic storm cyclone မုန်တိုင်းတင်းထန်တဲ့ cyclone မုန်တိုင်း nuggets နော်ဒီပြင်းထန်တဲ့ cyclone bonanza case ကြောင့်မလို့ cause great damage ပျက်စီးမှုတွေအများကြီးဖြစ်ရတယ်ဆိုတော့ဒီနေရာမှာအကြောင်းတရားတည် cause ကိုပြတဲ့ cyclone ရဲ့ရှေ့ကဟာကတော့ဒါအကြောင်းတရားဖြစ်မယ်နောက်ကဟာအဲ့ဒီအကြောင်းတရားကြောင့်မလို့ဖြစ်ကြတဲ့ damage ပေါ့အဲ့တော့ဒီနေရာမှာ cause တွေ severe cyclonic storm nuggets ဒါတွေ cause ဖြစ်သွားမယ် effect က great damage ပေါ့နံပါတ်2 smoking can lead to lung cancer ဆလိတောက်ချင်းကြောင့်မလို့အဆုတ်ကင်ဆာကိုဖြစ်စေတယ်အော်ဒီမှာဒီ level cause က smoking ဖြစ်မှာပေါ့ effect က lung cancer ဖြစ်မှာပေါ့ number 3မှာဆိုလို့ရှိရင် the rise in global temperature causes the ice to melt ကမ္ဘာအပူချိန်မြင့်မားလာတဲ့အတွက်ကြောင့်မလို့ရေခဲတွေအေးပျော်စေတယ်ဆိုတော့ cause the rise in global temperature affect the, the ice to melt Science has brought about many changes in our lives. Tapi benbenya ka, siaru taru demi ribu bawari ko, am yang aji piang le science di cause piamapo, many changes in our lives, tu di affect piamapo. A sudden change in temperature will result in torrential rain in this region. Apa ujian cacing piang ni rojam le modi tamu le pelare. So a sudden change in temperature cause torrential rain in this region. effect လွယ်ပါတယ်ဒါလီကတော့ cosine effect ပြန်ပြီးတော့ခွဲပြီးတဲ့ဟာလီကတော့လွယ်ပါတယ်ဆက်တော့ဆက်ပြီးတော့ကြည့်အောင်ပထမတစ်ပိုင်း cosine effect အကြောင်းကိုဆက်သိပြီးတဲ့အချိန်မှာ cosine effect ကိုခုနကဆရာရှင်းပြ effect အကြောင်းပြောမယ်ဆိုလို့ share cos နဲ့ပြန်ချိတ်ကြတဲ့ linking နော် link reference ဒါတွေလို့တယ်ပြောတယ်ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ cosine effect ကို link ပြန်ချိတ်လို့ရမလဲ share cos sinus ကိုနောက်က effect sinus ရဲ့အများကြီးတန်းစီပြီးသုံးချင် linking ဘယ်လိုချိတ်ကြမလဲသူဒီမှာ နမူနာစာလုံးလေးတွေပေးထားပါတယ်။ဒီမှာဆို because of as a result because စသဖြင့်ဒီလိုစာလုံးတွေနဲ့ဆက်လို့သုံးလို့ရတာပေါ့။နမူနာစာကြောင်းလေးကိုကြည့်ရအောင်။ yeah. The problem is that ပြဿနာကဘာလဲဆိုတော့ the amount of greenhouse gases in the atmosphere is increasing because of human activities ။ နော် because of human activities because of ဆိုတဲ့ဟာလေးကိုဆရာတို့စပြီးတော့မှ တွေ့ရပြီဒါလေးကိုခဏလေးမှတ်ထားအာဒီ because of the she ကပြောထားတဲ့ the problem is that the amount of greenhouse gases in the atmosphere is increasing လေရဲမှာရှိတဲ့ဖန်လဝင်ဓာတ်ငွေတွေတက်နေတယ်အဲ့ဒီကြံစည်တာကဘာလဲဆိုတော့ human activities လူသားတွေကြောင့်ပဲ ဆိုတော့ human activity ဆိုတဲ့ cause ရဲ့ရှေ့က greenhouse gases နော်ပလဝေတန်းကြီးတွေများလာတယ်ဆိုတဲ့ effect ရဲ့ကို because of ဆိုတဲ့စလုံးလေး ਨੇ ချိန်ပြီးထားပြန်တယ်ဒါခါလေးမှာ cause and effect ကိုချိန်တဲ့အခါမှာခုနလို valve တွေတမဟုတ်ဘဲနဲ့ linking wall လေးနဲ့ချိန်လို့ရတယ်ဆိုတာကိုသူကပြောချင်တာပေါ့နော်ပြီးရင်တော့ as a result တုံးထားတာလေးကိုကြည့်ချင်းအပြင် as a result ဒီ linking word အနေနဲ့ဒီမဟုတ်ဘဲနဲ့ရှေ့ရဆန်းတဲ့နယ်မှာပြန်ပြီးတော့ချိန်ထားတယ်လို့ဖြစ်သွားတယ်။ cause and effect ကိုပြတဲ့ normal linking words မဟုတ်ဘဲနဲ့ရှေ့ကစမ်းနှံဆက်ပါပြန်ပြီးတော့ချိန်ထားတဲ့သဘောကိုဆရာတို့တွေ့ရတယ်။ရှေ့က cost ကိုနောက်က effect တွေအတန်းလိုက်ပြောဖို့အတွက်ကိုပြန်ချိန်ထားတဲ့ဟာအနေနဲ့ဆရာတို့တွေ့ရတာပေါ့ As a result အဲ့တော့ရလက်အနေနဲ့က the greenhouse effect is becoming stronger နော်ဖလောင်ရအနေတင်ကပို့ပြီးတော့မှ ပြင်းထန်လာတယ် And this in turn is making our planet warmer than usual အဲ့တော့ဒါကြီးကဆရာတို့ကဘာဂျိုကြီးကိုပို့ပြီးတော့မှပုံမေးစီတာပေါ့ ဆိုဒီမှာဆိုလို့ရှိရင် LinkedIn Watch နှစ်မျိုးနှစ်စားဆက်ယူတွေ့ရတယ်။ Cost နဲ့ Effect တွေကိုချိတ်ပြတဲ့ LinkedIn Watch ရဲ့ရှေ့ရ Cost နဲ့ Effect စာကြောင်းကိုနောက်က Effect တွေကြီးပဲတန်းစီပြီးတော့ပြောရမယ်စာကြောင်းအနေနဲ့ချိတ်လို့ရတဲ့ပုံစံရယ်ဆိုပြီးဆရာတို့ပုံစံနှစ်မျိုးတွားပြီးတော့มาတွေ့ရတာပေါ့เนาะဒီမှာဆို LinkedIn Watch because because of as a result စသဖြင့်ဒီလိုစလုံးတွေဒီ cost and effect ကိုတုံးနိုင်နေမှာချိတ်ပြီးတော့တုံးလို့ရတယ်ဆိုတဲ့စလုံးတွေကိုသူကပြောထားတာပေါ့ဒီ examples လေးတွေကြည့်လိုက်ရင်တော့ပို့ပြီးတော့ရှင်းသွားပါလိမ့်မယ် because the alarm did not go off alarm မမီတဲ့အတွက်ကြောင့်မလို့ we were late for school ကျွန်တော်ကြာသွားတယ်အဲ့ဒီနေရာမှာ because ရအနောက်ကဟာဒီဆရာတို့က cause အနေနဲ့တတိထားလို့ရတာပေါ့ cause အနေနဲ့တိထားလို့ရတာပေါ့သူရဲ့ effect ကတော့ we were late for school ကျွန်တော်ကြာသွားတယ်ဒါပဲ i stay at home အိမ်မှာနေတယ် because of the heavy rain မိုးရွာတယ်မိုးအရင်တိတ်ထန်တော့အိမ်မှာနေတယ် so because to because of to နောက်ကဟာဒီ cost ဖြစ်မယ် channel phrase ဒီ effect ဖြစ်သွားတယ်ရှိမဲ့ big mistake သူကအမှားတွေအများကြီးလုပ်ခဲ့တယ် and as a result ရလိုက်ကပါလဲ the teacher punished her as a result ကြတော့အဲ့လိုမဟုတ်တော့ဘူးတွေ့လား as a result ကြတော့သူ့အနောက်ကဟာသူ့အနောက်က phrase ဒီ effect phrase ဖြစ်သွားတယ် cost မဟုတ်တော့အဲ့တော့ linking words ဆိုတော့သုံးတဲ့အခါမှာ bear word က cost နဲ့သုံးရမလဲ bear word က effect နဲ့သုံးရမလဲဆိုတာသိဖို့အတွက် အရေးကြီးတယ်ပေါ့နော်အဲ့ဒါလေးလည်းဆရာနောက်မှာခွဲပြထားပါတယ်ဖတ်စာအုပ်မှာနောက်မှာလည်းခွဲပြထားပါတယ် she was very tired as a result of working late uh, as a result of ရှားလန့်နေနေဆိုတော့တချို့မျိုးသူဒီအနောက်ကဟာက effect ဖြစ်သွားမယ် she က phrase က cause ဖြစ်သွားမယ်ဆိုတော့ cause နဲ့ effect နဲ့ phrase တွေဆက်တဲ့အခါမှာသုံးရတဲ့ linking words တွေမတူဘူးဆိုတာကိုသတိထားရမယ်အဲ့မှာ cause နဲ့သုံးလို့ရတဲ့ linking words တွေကတော့ because တွေ့ရမယ် because of due to owing to စသဖြင့်ဒါတွေတွေ့ရမယ် effect အနေနဲ့သုံးရတဲ့ဟာတွေကတော့ as a result as a result of consequently as a consequence ဆိုပြီးတော့မှဒီ phrase လေးတွေဒီစလုံးလေးတွေသုံးလို့ရတယ်ဆိုတာကိုသိထားရမယ်။ဒါလေးတွေသိပြီးပြီဆိုလို့ရှိရင်တော့ exercise D လေးမှာကတော့ sentence တွေကိုပြန်ပြီးတော့ရေးခိုင်းတာပဲ။သို့တော်လည်းပဲဒီဟာကိုပြန်ရေးတဲ့အခါမှာ cause and effect ပြတဲ့နောက်မှာ bracket ထဲမှာစလုံးလေးတွေပေးထားတာပေါ့။ဒါလေးတွေနဲ့ပြန်ဆက်ပြီးတော့မှရေးရအောင်။ဆိုတော့ဒီလိုပြန်ဆက်ပြီးတော့ရေးနိုင်ဖို့အတွက်ကို သူပေးထားတဲ့ sentence ဒီ cost အကြောင်းပြောတဲ့ sentence လား effect အကြောင်းပြောတဲ့ sentence လားဆရာတို့တိတော့မှဘယ်ဟာဘယ် sentence ကို ရှေ့မှာထားမှာလဲဘယ် sentence ကိုနောက်မှာထားမှာလဲဒါဆရာတို့တိလို့ရမယ်ဘာလို့ဆိုတော့ as a result ဆိုတဲ့ဟာက effect အကြောင်းပြောထားပြီးရှေ့ရစာကြောင်းရ cost အကြောင်းပြောတဲ့စာကြောင်းဖြစ်နေဆရာတို့စာကြောင်းရှေ့နောက်ချိန်ရင်လည်းချိန်အောင်မချိန်လည်းသူ့အလဲခေါင်းပို့အောင်ပါပေါ့လေမဟုတ်ရင် what order stay sentence order တွေတလွဲစီဖြစ်နေမှာနမူနာလေးဆရာလို့ပြရမယ် a tornado blew the roof of the house listen အမောင်းကြောင့်မလို့အိမ်ခေါင်းမိုးလွင့်သွားတယ် the family had to find another place to live မိသားစုကနောက်တနေရာကိုနေထိုင်ဖို့အတွက်နောက်တနေရာရှာရတော့တယ်ဆိုတော့ဒီနေရာမှာ first sentence ဒီသိကြတယ် cause အကြောင်းပြောနေတာ listen အမောင်းကြောင့်မလို့ခေါင်းမိုးလွင့်သွားတယ်ဒါပထမ cause and effect ပဲ listen အမောင်းဆိုတဲ့ cause အောင် effect ကပါလေခေါင်းမိုးလွင့်သွားတယ် ပြီးရင်ဒုတိယ effect ကပါလဲမိသားစုတွေနေစရာမရှိတော့လို့နောက်တနေ့အောင်သူတို့နေဖို့အတွက်ရှာရတယ်ဆိုတော့ first sentence is cause and effect second sentence is pure effect အဲ့ဒါ as a result the effect ကိုပြတဲ့ဟာဖြစ်တော့တခြားမှာသူ့ကိုဆက်ပြီးအလဲမှာပဲထားလို့ရတော့မယ်သူ့ဒီ effect ကိုပဲပြောနေတာ cause and effect မှာတွဲသုံးလို့မရအောင် alternative blew the roof of the house as a result the family had to find another place to live ဒါလို့ဖြစ်သွားမယ် Number 2 There has been an increase in greenhouse gases. ပန်းလွင်တက်ငွေတွေများလာတယ်။ The earth is getting warmer and warmer. ကမ္ဘာကြီးကပုံပုံပြီးတော့ပူနွေးလာတယ်။ဒါဆိုရင်ရှေ့ရ sentence တွေပန်းလွင်တက်ငွေတွေများလာတယ်ဆိုတဲ့ cause ကိုပြတယ်။ Second sentence ကမ္ဘာကြီးပူနွေးတယ်ဆိုတဲ့ effect ကိုပြတယ်။သူပေးထားတဲ့ bracket တွေကစလုံးက due to ဆိုတော့ကြောင့်လို့ due to ဒီ cause ကိုပြတယ်စလုံး။ဆိုတော့ သူဒီ cost ကိုပြတဲ့ sentence ရှေ့မှာပဲနေရမှာဆိုဟိုးထိတ်ကိုရောက်သွားမှာပေါ့ due to ဆိုတာဒီ sentence စပြီးတော့ရေးလိုက်တယ်အဲ့တော့ due to တုံးထားတဲ့အကြောင်းပြီးတော့သူနဲ့ deep by due နဲ့ there has been ကိုဆက်လို့သုံးစရာမလိုတော့ဘူးဆိုတော့ဖြုတ်လိုက်မယ် due to a increase in greenhouse gases comma the earth is getting warmer and warmer တလို့ဖြစ်သွားမှာပေါ့ comma မသုံးချင်တဲ့ full stop ချပြီးတော့ sentence လာရပါတယ်ပြဿနာမရှိဒီဝိုင်း sentence 3လေးကိုကြည့်အောင် the crude oil spill ရေနံစိမ်းတွေဖိတ်ဆင်မှုကြောင့်မလို့ဖလုတ်တဲ့ Ocean near the Gulf of Mexico in 2010 2010ခုနှစ်တုန်းကမက္ကဆီကိုပင်လယ်ကွေ့နားကသမုဒ္ဒရာသည်ငြိမ်းချမ်းမှုတွေဖြစ်ကုန်တယ် Coral reefs and aquatic animals died out တနာကြောက်တန်းတွေနဲ့ရေနေသတ္တဝါတွေတည်ဆုံးသွားတယ် So because နည်းနည်းသူက bracket တိုင်းမှာပြီးထားတယ် Because the cost ကိုပြတဲ့စလုံးဖြစ်တဲ့အတွက်ဆရာတို့က cost ကိုပြတဲ့ sentence ရှေ့မှာပဲနေရမှာ ဆိုတော့ cost ကိုပြတဲ့ sentence ဒီမှာရေနံစိမ့်ဖိတ်ဆင်မှုကြောင့်ဆိုတော့ပထမ sentence ဖြစ်တယ်ဆိုတော့ i take လေးမှာနေလိုက်မယ် because the crew i spill polluted the ocean near the gulf of mexico in 2010 coral reefs and aquatic animals died out တော်လို့ဖြစ်သွားတယ်ဆိုဒီ၃ချောင်းဆရာနမူနာဖြည့်တော့ကြည်ချင်းအဖြစ်တော့ဒါတွေဘယ်လိုဆက်လုပ်ရမလဲဆိုတော့တာသမီတို့နားလည်မယ်လို့ဆရာယုံကြည်တယ်ဆိုတော့နောက်ထပ်ကြံတဲ့စာကြောင်းလေးတွေကိုကိုယ့်အကိုစဉ်းစားပြီးတော့ဖြည့်ကြည့်မယ်ဒါလေးတွေဖြည့်ကြည့်ခြင်းအပြင်တာတို့တမျိုးဒီသင်ခန်းစာကိုပို့ပြီးတော့မှာ နားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်။ဒါလို့တမီးတို့ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။